အာကျွန်တော်တယောက်ဆောင်လုပ်တဲ့အချိန်မှာဒီကလေးမျက်နှာလေးကြောင့်ပဲ character တချို့အာရွေးချယ်ခွင့်လေးနည်းနည်းဆုံးရှုံးရတာလေးရှိတော့အာဒီတယောက်ဆောင်မိုင်းနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့မျက်နှာလေးကိုနည်းနည်းပြောင်းလဲကျင်တာလေးတော့ရှိတာပေါ့နော်ကိုမျက်နာကိုတော့သဘောကျပါဗောဒါကိုအမေမွေးထားရဲ့မျက်နာလေးဖြစ်တဲ့ကြောင့်ကိုကိုကိုလည်းလက်ခံတယ်။နည်းနည်းပါးတော့ရင်ကျက်လာဗောရုပ်ကတော့တိတ်မပြောင်းလဲရုပ်လည်းပြောင်းကျင်နေမှန်းတယ်ပြောအရန်ကိုပိုကြီးနည်းနည်းအသက်ကြီးရဲ့ရုပ်ဖြစ်ကျင်နေဗောနော်။ အဲဒီကားလေးကလည်းဆရာကြီးတာယာမင်းဝေဝတ္ထုကိုရိုက်ထားတာဝတ္ထုကိုဖက်ကြည့်ရဲ့အချိန်မှာလည်းတကယ်ကိုကျေနပ်ပြီးတော့အာကောင်းလိုက်တဲ့ဝတ္ထုလေးအငါရဲ့ဒီလိုရရရံဝန်းတာတယ်ကျေးဇူးတင်မိတယ်ကိုယ့်လာကန်းလန်းတဲ့အဲပရိုဂျူဆာတွေဆက်မမဲခံရလဲကျေးဇူးတင်မိတယ်ဆိုရယ်စိတ်နဲ့တကယ်ကိုရိုက်ဖြစ်ခဲ့ရပါဟုတ်ကာရီတာကဒီမှာចောင်းဆ iam မှာပေါ့နော်အဲနှစ်စုကာရီတာလေးလောက်ရတာចောင်းဆ iam မှာကိုမသူကအိမ်ထောင်ရေးဆက်လေးပေါ့နော်အတနည်းနည်းကြီးတဲ့အဲကာမလေးနေရာနေအဲတယောက်ဆောင်ထားရအဲ့အချိန်မှာအရန်စစ်တဲ့ယောက်ျားနဲ့ဘယ်လိုမျိုးတွေ ပြဿနာတွေဖြစ်မလဲပေါ့လောင်ရဟက်ကားမျိုးတော့မဟုတ်ပါဘူး fancy လေးနဲ့ပေါပေါပပလေးကို drama လေးပပလေးတွားထားပေါ့အဓိကကတော့ဂျန်နီအဲနောက်ပိုင်းဒီတိလာတဲ့ချိန်မှာအပြင်မှာလဲခလေးရုံနဲ့ဆီယမလေးတွေလည်းရှိတယ်အဓိကကကိုကြရဲ့ထားတဲ့အဲဇက်ကောင်အပေါ်မှာကိုဟာတာဝန်ကြီးကြီးနဲ့အဲဒီဇက်ဇက်ကောင်ကိုစီမျောပြီးတော့လုပ်ရင်တော့ကာရီတာတစ်ခုဝင်မယ်လို့လည်းဂျန်နီမြင်မိရပေါ့နော် Where? 않고 cool. အာဒီဒါရိုက်တာကြီးရောအမ်ဒီပရိုဂျူဆာနဲ့ရောဆီယမားမေခိုင်နဲ့ရောမီတင်လုပ်ကြည့်ရဲ့အချိန်မှာလဲသူတို့ကအားလုံးယုံကြည်တယ်ပေါ့နော်တရုတ်ဆောင်ပိုင်းနဲ့ပြောင်းလဲသွားနိုင်မယ်လို့ကျွန်တော်ယုံကြည်ရတဲ့အတွက်ကြောင့်စက်ကောင်အပ်ပေးတယ်လို့လည်းပြောရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဘာဖြစ်ပြောင်းလဲသွားလဲဆိုတော့အတက်ကြီးလာလဲနည်းနည်းပါးပါတော့ရင်းကျက်လာပေါ့ရုပ်ကတော့တိတ်မပြောင်းလဲရုပ်လည်းပြောင်းကျင်နေမှလည်းပြောအရန်ကိုပိုကြီးနည်းနည်းအတက်ကြီးရဲ့ရုပ်ဖြစ်ကျင်နေပေါ့နော်အမေစိတ်ပိုင်းဆိုင်ရာအရာတော့အများကြီးပို့ပြီးရင်းကျက်လာပြီးအများကြီးပို့ပြီးတော့အာအသွေးခော်ရတော့ပြောင်းလာပေါ့နော် အော်မှန်တမ်းပြောရင်ဒီမျက်မျက်နာတော့ကိုမျက်နာကိုတော့သဘောကျပါဗောဒါကိုအမေမွေးထားရဲ့မျက်နာလေးဖြစ်တဲ့ကြောင့်ကိုကိုကိုလည်းလက်ခံတယ်ဒါပေမဲ့အာဂျန်နီတယောက်ဆောင်လုပ်တဲ့အချိန်မှာဒီကလေးမျက်နာလေးကြောင့်ပဲကာရီတာတချို့အာရွေးချယ်ခွင့်လေးနည်းနည်းဆုံးရှုံးရတာလေးရှိတော့အာဒီတယောက်ဆောင်မိုင်းနဲ့ပတ်သက်ရင်တော့ကိုရဲ့မျက်နာလေးကိုနည်းနည်းပြောင်းလဲချင်တာလေးတော့ရှိတာဗောနော်ဟုတ်1 2 3ရှင်ချစ်တဲ့ရှင်ချစ်တဲ့ဘယ်ချစ် တင်းချင်းချင်တော့မျက်နှာဖောင်းတာလေးမျက်နှာဝိုင်းတာလေးပြီးရင်ပါးစပ်နှကန်းလေးဆိုလဲတတိလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားကြနေခလေးမျက်နှာလေးဖြစ်နေရဖြစ်နေသေးတယ်လို့ထင်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့လဲအဲပရိုဂျက်တော်များနဲ့送လာတဲ့အချိန်မှာလဲကိုယ့်ရဲ့လုံနိုင်စွမ်းပေါ်မြင်ပြီးတော့အဲ character ကိုမျက်နှာထက်ဆိုင်သူတို့အဲခလေးမျက်နှာနဲ့လိုက်ဖက်တဲ့ blue character မျိုးလောက်ရမှာလဲဆိုဂျန်နီပုံမူတည်ပြီးတော့စညွန်းလေးပြောင်းပေးလာရလဲသူ့ရဲ့အတွက်ကြောင့်ဂျန်နီ appreciate တကယ်လုပ်ပါတယ်ဟုတ်တော့ပါသေးရဲ့ ဒုက္ခိတဇွန်ပြီးနဲ့လာဂျနီဆို2019လောက်ကစလုပ်တာဆိုတော့အအခု2006နှစ်ချမ်းနဲ့ခုနှစ်လောက်ရှိပေါ့နော်ဟုတ်အာအမရသေးပါဘူးဘယ်တော့ခါမှတော့အားရမှာမဟုတ်ကျွန်ဒီလှုပ်ချင်တာလေးလည်းအများကြီးရှိလို့ကိုယ်လည်းလှုပ်နိုင်တယ်လှုပ်ပြချင်တယ်ဆိုရဲဟာလေးလည်းအများကြီးရှိရဲအဲ့တော့အများကြီးစူးစမ်းအောင်ပါ အဲငငယ်ဦးကဘာဖြစ်ရမယ်ဆိုရဲဟာမျိုးဂျင်းကြီးမှာတော့မရှိခဲ့ဘူးပေါ့နော်ဟိုဆရာဝန်ဖြစ်ရမယ်ဘာညာဆိုပြီးတော့မရှိခဲ့ဘူးအခုတရုတ်ဆောင်လုပ်နေနေတယ်လေတဖြည်းဖြည်းနဲ့ဝါသနာပါလာပေါ့နော်ကိုကုတ်ကိုလည်းဒီတရုတ်ဆောင်ပိုင်းမှာ fashion ပါတယ်လို့လည်းခံစားမိလာတော့အချိန်ကြာလာနဲ့အများတော့ကိုကုတ်ကိုအိမ်မလေးတစ်ခုဖြစ်လာတယ်လို့ပဲခံယူလိုက်ပါတယ်ဟုတ်အဲအဓိကကတော့ဂျင်းကြီး upgrade အနေနဲ့ upgrade ဆိုတာအထက်ပေါ့နော်ကိုကုတ်ကိုပဲအမြဲတမ်းအဲ quality တစ်ခုရှိအောင်နေမယ်အဲရိုက်မယ်ဆိုရဲဆုံးဖြတ်ချက်လေးနဲ့ပဲဒီတန်ဆိုင်တန်နဲ့ပဲနေနေဖြစ် 拜拜，好。